အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Wowan Freelance Contractor ရဲ့အစီအစဉ်ရေးဆန်ဖြစ်ပါတယ်အဲပထမအဆုံးကျွန်တော်ရဲ့ဒီ YouTube Channel လေးကနေကြိုဆိုပါတယ်ဒီ Channel လေးမှာတော့ကျွန်တော်ဖြတ်တန်းလာခဲ့တဲ့အတွေ့အကြုံတွေပြီးတော့ Digital Marketing Agency လုပ်တဲ့အချိန်မှာကြုံရတဲ့ဟာလေးတွေဒါလေးတွေကိုကျွန်တော်ဒီတလောက် sharing လုပ် ပြီးမှဖြစ်ပါတယ်အဲ့တော့ပထမအဆုံးအနေနဲ့ကျွန်တော်ပထမအဆုံး podcast မှာပြောပြခြင်းတဲ့အကြောင်းရင်းကတော့ကိုယ့်ရဲ့ customer စီက bad review ဘယ်တော့မှမရချင်ဘူး ပြီးတော့ကိုယ်စီလာအပ်တဲ့ customer နဲ့ရေရှည်လောင်းတိုင်းလက်သွဲဝါချင်နေစဉ်အရေးကြီးတဲ့အချက်လေး၃ချက်ကိုကျွန်တော် sharing လုပ်ပေးခြင်းပါတယ်။ပထမအချက်ကတော့လုတ်ပေးနိုင်တာကိုပုံပုံလင်းလင်းပြောခြင်းပါ။ဟုတ်ပါတယ်ကျွန်တော်တို့တစ်ခါတလေမှချက်ဆိုရင် client ရချင်စောနဲ့ဟာကိုလုတ်ပေးနိုင်လားမလုတ်ပေးနိုင်လားမသိဘဲနဲ့အဲဇူဂျီအာမခန္ဓာမျိုးတွေကိုလုတ်ပေးနိုင်တာတဲ့ကြော်လုံပြီးတော့မှဟာကျွန်တော်တို့ဒီမှာဒီလိုရပါတယ်အဲဘယ်လိုရပါတယ်ဆိုပြီးတော့မှအာမခံချက်တွေနဲ့ customer ကိုဆွဲဆောင်တာမျိုးတွေ လှုပ်တာမျိုးကြီးရှိပါတယ်အဲအဲ့ဒါလုံးဝမလှုပ်သင့်ပါဘူးအဲ့တော့အဓိကပထမဦးဆုံးချက်အနေနဲ့လှုပ်ပေးနိုင်တာကိုကိုလှုပ်ပေးနိုင်တဲ့အရာကိုပုံပွင့်လင်းလင်းပြောဖို့အရေးကြီးပါတယ်ဒုတိယတစ်ချက်အနေနဲ့ခံစားချက်ထည့်ပြီးလှုပ်လှုပ်ဖို့လိုပါတယ်ကျွန်တော်တို့စာပစ်ပေးရဆိုရင်အော်โอเคအဲကျွန်တော်တို့ဒီတိုင်းသူလှုပ်လာအပ်တယ်လှုပ်လာအပ်တာကိုကိုကရေးပေးလိုက်တယ်အဲဘာခံစားချက်မှမရှိဘဲနဲ့တာဝန်ကျင်ယုံလုပ်ပေးရဆိုလို့ရှင်လေရရှိလက်တွဲဖို့မဖြစ်နိုင်ပါဘူး ျွန်တော်မြန်မာလူမျိုးများစုဟာခံစားချက်တွေနဲ့လှုပ်လှုပ်ကြရဲတယောက်နဲ့တယောက်ချစ်ခင်မှုတွေကျင်နာမှုတွေဒီ feeling တွေအများကြီးထဲကြရပါဘောနော်နောက်ဆုံးကျွန်တော်လမ်းထိပ်မှာမဟုတ်ဝယ်စားမယ်ဆိုတော့ကိုနဲ့မတည့်တဲ့လူကိုကောင်းကောင်းမဆက်ဆံတဲ့လူစီကျွန်တော်မသွားဘူးဒါတောင်၄900ရတယ်မဟုတ်ဝယ်စားတာဘောနော်အဲ့တော့ဒီလိုကိုကို project တစ်ခုလုံးအပ်မယ်သို့မဟုတ်ကိုအလုပ်ငန်းတစ်ခုလုံးလွှဲပေးမဲ့လူကသွားပြီးတော့မှကျွန်တော်တို့ကဒီတိုင်းပုံမှန်အတိုင်းသွားပြီးဆက်ဆံလို့မရပါဘူးခံစားချက်ကိုထည့်ပြီးတော့မှ အလုပ်လုပ်ဖို့လိုအပ်ပါတယ်အဲသူ့အတွက်တွေးပေးတာမျိုးပေါ့နော်နောက်တစ်ခုဒါကတော့အရေးကြီးဆုံးထဲမှာပါပါတယ်အဲ့ဒါကတော့ customer ရဲ့အထောက်အကူသိဖို့ပါကျွန်တော်အားလုံးတွေးကြတယ်ပေါ့နော်ဟိုတစ်ခါတလေမှာဥမာ invoice လေးပို့တာအစအဲအလုပ်လေးလုပ်ပေးတာအဆုံးပေါ့နော်ဟို customer ရဲ့မျက်နှာရိပ်မျက်နှာကဲကိုမကြည့်တာအဲ customer ကဘာလိုအပ်နေလဲသူဘလို့သွားချင်တာလဲဒါတွေကိုကျွန်တော်တို့ ကိုကတိဖို့လိုအပ်တယ်ပေါ့နော်အဲ customer အရောက်ရှင်းစီတိုင်းကသူတို့ရဲ့ဒီအပြုတ်မှုတွေကတူကြမှာမဟုတ်ဘူးအဲ့တော့သူတို့ရဲ့စိတ်နေစိတ်ဓာတ်ဘယ်လိုရှိလဲ meeting နေလောက်တဲ့အချိန်မှာသူ့ရဲ့ရည်ရွယ်ချက်ကဘယ်လိုလဲဒါတွေကိုကိုကကောင်းစွာသဘောပေါက်ဖို့လိုအပ်ပါတယ်ဒါတွေကိုတိပြီး client ရဲ့အထာ customer ရဲ့အထာကိုတိပြီးဆိုရင်လည်းကိုယ့်လုပ်ငန်းရဲ့အဲရည်ရှိ client ဖြစ်လာမှု100%တိကျတဲ့လောက်ရှိပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ရည်ရှိရနိုင်တဲ့ client တွေကိုအဲ ကိုရထားတဲ့ client တွေကဘာကြောင့်ရထားတာလဲဆိုတော့သုံးသက်ကြည့်တဲ့အချိန်မှာဒီအချက်၃ချက်ကိုတွေ့ပါတယ်။ဒါကြောင့်ကိုယ့်လုပ်ငန်းအတွက်ဒီချက်၃ချက်ကိုအသုံးပြုဖို့မမေ့ပါနဲ့ခင်ဗျာ။